ထုံးတယ်ပါကျမကတော့ anti aging specialist မှာတင်တတ်ပြီးအဲ့ဒီမှာတဝန်ထမ်းဆောင်တဲ့လူတယောက်ဖြစ်ပါတယ် beauty how academy ရဲ့ principal တယောက်လည်းဖြစ်ပါတယ်ဒီ video လေးကိုအမှန်တမ်းကြည့်ဆိုအားပေးတဲ့မိတ်ဆွေအားလုံးကိုဒီကနေ့အရန်အရန်ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆက်လက်ပြီးကျမတင်ဆက်ပေးသွားမယ့်အကြောင်းကတော့ original spin လုံးဝမကောင်းတဲ့လူတွေအတက်ကောင်းလာအောင်ဘယ်လိုလုပ်ရမလဲပြီးတော့ ဒီအဒီဗီဒီယိုအောက်မှာပဲကိုရဲ့စပင်ရဲ့ original စပင်ကလုံးဝမကောင်းဘူးကျူးကျူးတက်တက်ဖွာလာနေတယ်အမ်ဘလို့ပဲလုံးလုံးမကောင်းလာနိုင်ဘူးဘလို့လုံးရမလဲလို့မြည်တဲ့ကို mix တွေအဲ့တက်လဲဒီဟာလေးတွေတာနားထောင်လဲဆိုရင်တော့အဖြေရမယ်လို့ထင်ပါတယ်နော်အဲ့ဒါကြောင့်အဆအဆုံးလေးကြည့်ပြီးကြပါလို့တောင်းဆိုချင်ပါတယ်ကဲကြည့်ကြရအောင်နော် ဒီမှာစီရတစ်ခုနှစ်ခုသုံးခုလေးခုငါးခု၆ခုအကုန်လုံးကကျမတုံးတဲ့စီရီကြီးပဲဟွာပါလေကျက်စုစီရှိတယ် olive စီရှိတယ်ပြီးတော့ဟွာစီမျိုးစီသုံးမျိုးရောတဲ့စီလေးတွေရှိတယ်သုံးမျိုးဆိုတော့ကျက်စုစီနဲ့ olive စီနဲ့ oh အခြားအတကယ်ကောင်းတဲ့စီလေးတွေကိုလိမ့်ပြီးမှအဲ့လိုပဲအဲရောပြီးမှအဲ့လိုပဲထားထားတာဟုတ်တယ်အင်း ကိုကအဲ့ဒါတွေကိုကျမအမေရန်သုံးနေကြဟုတ်တယ်။ကျမကဘာလို့ဘာကြောင့်အမေရန်သုံးနေလဲဆိုရင်ကျမကအမေရန်ကီမီကယ်ကိုထုထည့်ရဲစပင်းလေ။နပတ်တခါကီမီကယ်နပတ်တခါကီမီကယ်ထည့်ရဲဘာဖြစ်လို့လဲဆိုစပင်းဖြူရှိတယ်ဆိုတော့ကျမကအသက်29လောက်ကရစပင်းဖြူရှိတယ်ဆိုတော့ခါလာဆိုးတယ်လေ။ တော့စဉ်းစားကြည့်လေးနှစ်ပတ်တခါခါလာဆိုရဲဆိုတော့စပင်ကဘယ်လိုဖြစ်မှာလဲအမေရန်ဆိုနေကြစကုန်လုံးတိပါတယ်စပင်ကကြမ်းထော်ပြီးမှပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကအဲ့ဒါလေးတွေအမေရန်တုံးပြီးတယ်တုံးပြီးတော့ဒီမှာမပြတ်စည်းတလို့မျိုးပါပဲလေအဲ့ဒါကြောင့်တုံးပြီးကြပါလို့တုံးပြီးကြပါတဘာဝစပင်ကိုဘလူးနဲ့မှမကောင်းနိုင်တဲ့ဟာတွေပြီးတော့စီအများကြီးတုံးလို့ပြတ်စည်းတဲ့စပင်တွေ အဲ့ဒါတုံးလို့ရတယ်နော်ဒီနည်းလေးကိုကြည့်လို့ရပါတယ်ပထမဆုံးတော့ကျမကလူတယောက်မှလေအမွှေးတန်ပါတဲ့လူကြီးရှိတယ်တချို့တွေကအသားရရန်လှတဲ့လူတွေရှိတယ်အဲ့ဒါနကူတဘာဝကတော့လူလူယူလို့မရဘူးဘယ်လိုပဲလုပ်လို့ပေါ့နော်ဒါမဲ့ကိုနေကိုဟာနဲ့ဆိုရင်စပင်မကောင်းတဲ့ဟာတွေဆိုရင်50% 50%ကိုကယူလို့ရပါတယ်အသားရဆိုရင်လည်း50%လောက်ကိုလုတ်ပ ကိုနေထိုင်ပုံစံကိုစတဲ့ပုံစံနဲ့ပြန်ကောင်းလို့ရပါတယ်အဲ့လိုမျိုးပေါ့နော်ကျမဆိုရင်အသားရေမကောင်းဘူးကျမရေလည်းအရန်ကောင်းတဲ့အထက်မှာမပါတဲ့အတွက်ကြောင့်ပေါ့နော်ဒါမဲ့ဟိုကုတဲ့အစားလေးတွေစားတဲ့အတွက်ကြောင့်မပျက်စီးဘူးပေါ့အဲ့လိုမျိုးမဟုတ်ကိုစပင်းကလုံးဝမကောင်းဘူးဆိုရင်ကိုကအာဟာရရှိတဲ့ဟာစားပေးရမယ်အာဟာရရှိတဲ့ဟာစားပေးရမယ်ဆိုလို့ဈေးကြီးတဲ့ဟာမလိုဘူးနော် ိုင်ငံခြားမှာဈေးအခြေဆုံးကဘာလဲဆိုတော့ organic organic အရက်လေးတွေကအရန်ဈေးကြီးတာပဲအဲ့ဒါကြောင့်တစ်ခါတလေကြာရင်လေကိုမြန်မာပြည်မှာလာပြီးမှတော်လေးမှနေပြီးမှလေအော်ကိုတဘာဝအရက်လေးတွေကိုစားပြီးနေချင်တဲ့တစ်ခါတလေကြာရင်လေရှိတယ်အဲ့ဒါကြောင့်တကယ်တော့မှအာနေတဲ့လူတွေဆိုနဲ့အရန်ကန်ကောက်တယ်လို့ပဲပြောချင်ပါတယ်အဲ့ဒါကြောင့် အဟာရရှိတဲ့ဟာလေးတွေကိုမြုပ်မားဒယ်ရီမစ်စားမယ်အချူအငန်အဆက်ဟိုဘာလဲမြို့စုံကဒယ်ရီမစ်မှုတ်လေးပြီးတော့စားပြီးမှအရှိလာမယ်လို့မထင်နဲ့တော့အဲ့ဒါမှားနေတယ်နော်နိုင်ငံချမှာဈေးအကြီးဆုံးကဘာလဲ organic organic အရက်လေးတွေကအရန်စည်းကြီးတာပဲအဲ့ဒါကြောင့်တခါတလေကြိုက်ရင်လေကိုမြန်မာပြည်မှာလာပြီးမှ တော်လေးမှနေပြီးမှလေ အော်ကိုတဘာဝအရွက်လေးတွေကိုစားပြီးပြီးမှအများဆုံးကထမင်းစားလေထမင်းစားတာလေတချို့တွေရကြတော့ထမင်းကိုမြ мян မစားဖို့ပြောပြီးမဲ့လေဒါကူနေထိုင်ပုံစံနဲ့မော်တီပါတယ်တော့ထမင်းစားတာကိစ္စမရှိတော့အားရှိတယ်ထမင်းကိုပုံမှန်စားပါဒါမဲ့အလွန်ကျွန်တော့မစားပါနဲ့ပြီးတော့အတန်ကားစွန်လဲကိုတက်နိုင်ရင်တော့ ဟိုဗိုက်တာမင်အပိဆို၅စားတဲ့ချိန်ရှိမယ်၊ကြက်သားစားတဲ့ချိန်ရှိမယ်ပေါ့နော်။အဲ့လိုမျိုးလေးအမေသားစားတဲ့ချိန်ရှိမယ်။အဲ့လိုမျိုးလေးစားပြီးရင်လကောက်တယ်တကယ်လို့များအဲ့လိုမျိုးစားဖို့အဆင်မပြေဘူးဆိုရင်တော့ပဲပဲမျိုးစုံမြင်များစားပါ။စရောပဲပဲဝါလီပဲနီလီပြီးတော့ပဲစင်းလီပြီးတော့ဟိုပဲနီလီစုံမှာတော့မှနေမျိုးစုံရှိရလေ။အဲ့ဒါလေးတွေပဲပြပြီးတော့ပဲပင်ပေါ့ ဟိုဒါအသားရနဲ့ပတ်သက်ပြီးဆိုရင်ကိုအသားငါမမစားနိုင်ဘူးအသားငါမကြိုက်တဲ့လူတွေလက်ရှိမဲပြီးတော့ခရင်ရက်ရင်းသွေးရက်အကုန်လုံးကောင်းတဲ့ဟာကြီးပဲနော်မြို့မှာစလဲအဲ့ဒါစားတယ်ဒါမဲ့ organic မဟုတ်လို့အဲ့ဒါဒုက္ခရောက်နေတယ်တော့မှစ organic ဆိုတော့ ဘလောက်ကောင်းလဲနော်ဘလောက်ကောင်းလဲအဲ့ဒါလေးတွေကိုကစားပြီးရမယ်ခန်းချင်တီအာလူကျက်တွန်ဖြူကျက်တွန်နီအဲ့အဲ့လိုမျိုးလေးတွေကိုကပုံမှန်အမြများလေးဟင်းရည်ထဲမှာစွန်လဲကျက်တွန်နီလေးတွေကိုမြများထဲပါအဲ့အဲ့လိုမျိုးလေးတွေနဲ့ကိုကစားပြီးတယ်ဆိုရင်ကတော့ကိုကျက်မရေးကလည်းအဟိုတဖြည်းဖြည်းနဲ့ကောင်းလာမှာဟုတ်တယ်တခါတလေကျရင်ကိုကျက်မရေးမကောင်းလို့ကိုစပင်ရောအဟို မကောင်းနိုင်တဲ့ဟာတွေရှိတယ်။အဲ့လိုမျိုးလေးတွေနဲ့ပထမတော့အစားတောင်းနဲ့ပဲကိုပါပြီးတော့ဟိုကောလဂျင်ပေါ့နော်။ဒီစပင်အတွက်ကောင်းတဲ့ဟာစပင်အတွက်ကောင်းတဲ့ဟာလို့ပြောတဲ့ကောလဂျင်လေးတွေလည်းတောက်ပြီးပါ။မြုပ်မြုပ်မှာဆိုရင်အဲ့လိုမျိုးစားဖို့ကမလွယ်ဘူး။ဘာဖြစ်လို့လဲဆိုတော့မြုပ်မှာကျတော့အကုန်လုံးကဟိုစင်းနဲ့အခုခန်းချင်တီးပြီးတော့ အကုံလုံးကလေအရွက်လေးတွေဆိုနေသူတို့ကဟိုနီးပညာနဲ့စိုက်ပြုတ်ထားတဲ့ဟာဆိုတော့အာတိတ်မကိုရဘူးအာတိတ်မကိုရဘူးအာ organic လောက်မကောင်းဘူးပေါ့နော်အဲ့ဒါကြောင့် collagen လေးတွေလည်းတောက်ပြီးပါ collagen ကစပင်းအတွက်ကောင်းတဲ့ဟာတွေဘာဖြစ်လို့လဲဆိုအစာတောက်ကဘာဖြစ်လို့အဲ့လောက်ကြီးစည်းကြီးလဲဆိုရင်ဒီကုခန္ဓာတိတ်ပင်လိုပဲတိတ်ပင်ကသူ့ရဲ့အမင်းမှာရည်ရမရှိဘူးဆိုရင် ညှိုးပေးမှအတေးလည်းမတေးနိုင်ဘူးအရက်လေးတွေလည်းချေကြတယ်မလားအဲ့လိုပါပဲလူကန်တာမှာစပင်းရှိတယ်ပြီးတော့အသားရည်ရှိတယ်အာအကုံလုံးကသူ့နေရာနဲ့သူအာတန်တန်မာမာနဲ့နေနိုင်ဖို့အတွက်ကကွာဒီအစားတော့ကတိတ်ပြင်းကရည်လိုအပ်နေတယ်လို့ပဲဒီကိုနေ့တိုင်းအစားတော့ကအဓိကပဲเนาะအဲ့ဒါကြောင့်နေ့တိုင်းအစားတော့ကိုဟို um အကောင်းကောင်းလေးဂျမရင်းနဲ့ငင်ွက်တဲ့ဟာလေးကိုစားပြီးပါအဆက်တဲ့အဆက်ဟိုအံပြီးတော့အခါပြီးတော့အချင်းပေါ့နော်မြို့ဆောင်ရှိပါတယ်မြို့ဆောင်ရှိပါတယ်အကုန်လုံးတပတ်ဘိုးကလေးတွေကကိုမတဲ့တဲ့ဟာကိုဂျမရင်းနဲ့မတဲ့တဲ့ဟာမဟုတ်ဘူးဆိုရင်ဒီတဘာဝ organic လေးတွေကအကုန်လုံးကောင်းပါတယ်လို့အားရပါရစားပြီးပါပြီးတော့ ကလေးချင်းလေးတွေလည်းတုတ်ပြီးပါပြီးတော့နောက်တစ်ခုကဗိုက်တာမင်လက်ကူဘာလိုအပ်လဲဗိုက်တာမင်လိုအပ်ရင်လဲကိုယ်စပင်ကတိတ်ပြီးမကောင်းလာနိုင်ဘူးလေကိုယ်ဗိုက်တာမင်လိုအပ်တဲ့ဟာလေးတွေလည်းကိုယ်ကအမ်ဗိုက်တာမင် D လိုအပ်သလားမင်းမရှမ်းလေးတွေလိုအပ်သလားအမျိုးစုံပေါ့နော်ကိုယ့်ရဲ့ဗိုက်တာမင်လေးတွေလိုအပ်တဲ့ဟာဆိုရင်လဲကိုယ်က YouTube ထဲမှာနားထောင်ပြီးကိုနဲ့ဗာတင်တော်လဲလို့နားထောင်မလား ေါက်တာတွေအများကြီးပြောတယ်လေနော်ပြီးတော့ဒါမှမဟုတ်ဒေါက်တာနဲ့တွေ့တွေ့ပြီးနားထောင်မလားကိုတက်ကိုလိုအပ်မယ်လို့ထင်တဲ့ဗိုက်တာမင်လေးတွေကိုလည်းစားပေးပါလို့နော်ပြီးတော့နံပါတ်3မှာကျတော့ဗာပြောချင်လဲဆိုရင်တော့နံပါတ်3မှာကျတော့ကိုကမင်းကလေးဆိုတော့ကိုကအဲ့လိုမျိုးလုပ်ခြင်းလဲအခုဒီလိုမျိုးနဲ့စပင်ကောင်းလာမယ်လို့တော့မထင်ဘူးဒါမဲ့50%လောက်ကောင်းလာကောင်းလာနိုင်တယ်လေ 50%တော့ကောင်းကောင်းလာနိုင်ရင်အဲ့ဒါတော်ပြီအဲ့ဒါပြီးမှဆိုရင်ကိုကဘာလုပ်ရမလဲဆိုရင်ကတော့ဟိုကိုကစပင်ဆိုင်မှာကိုနဲ့တင့်တော်တဲ့ဟာလေးတွေကိုကိုကလုပ်ရမှာဟုတ်တယ်အခုကိုရီးယားကျမစပင်နဲ့ပတ်သက်ပြီးအကုန်လုံးတီချာလေးတင်ပြီးမှအမ်ပထမအဆုံးကိုရီးယား beauty salon မှာတာဝန်ထမ်းဆောင်တာဟုတ်တယ်အဲ့ဒီမှာကျတော့ကိုရီးယားတွေကဒီလိုကြီးလိုက်ရင်ကိုကသာအားကျနေတာ ဟဲ့သူစပင်းလေးရတပါဝလေးလိုပဲသူကတန်လာတစ်ခါသုံးလတစ်ခါလှဲလိုက်လှဲလိုက်တယ်နော်ဒီဇိုင်းဒါမဲ့သူကအပင်စားကြီးသူများလို highlight မဲ bleaching လုပ်မဲခါနာလေးတောက်တောက်လေးလုပ်မဲကောက်ရင်လက်ဒီလိုမျိုးကောက်မဲဖြောင်းရင်လက်ရှင်းနေအောင်ဖြောင်းမဲသူကလုံးဝမချိုက်ပါဘူးအလကားနဲ့လုပ်ပေးမယ်ဆိုရင်တော့မှသူကမချိုက်ဘူး သူတို့ကတဘာဝလေးတွေကိုဥစားပြီးတော့အဲ့တော့လိုတိုင်းကကိုရီးယားလေးတွေကိုကြည့်တယ်ဆိုရင်သူတို့တဘာဝလှရဲလို့ထင်နေကြတာအမှန်တကယ်တော့မဟုတ်ဘူးနော်စပင်မကောင်းဘဲနဲ့ကျူးကျူးတဲတဲလာတဲ့လူတွေကိုကျမတို့ကဘယ်လိုမျိုးလုပ်ပြီးလဲဆိုရင် စီဖယောင်းတွန်းပြလိုက်တာဟုတ်တယ်စီဖယောင်းတွန်းလိုက်တော့စပင်လက်တိတ်မနာဘူးသူများရရချင်းတဘာဝလေးလိုပဲအဲ့ဒါဆိုရင်မျက်နှာပါလန်းဆန်းသွားပြီးမှလှသွားတာပဲအဲ့ဒါဆိုရင်ကိုယ်စပင်မကောင်းတဲ့မကောင်းဘူးလို့စိတ်ညက်နေတဲ့ဟာကိုသူကမိတိပေးမှဩကိုကိုယ်စပင်ဒီလိုလေးလုပ်ရင်လှတာပဲဆိုမှသူကသူများကြားမှာ confidence ရှိရှိနဲ့နေလို့ရသွားပြီဟုတ်တယ်အဲ့လိုအဲ့လိုမျိုးလေးနဲ့လုပ်ပါပြီးတော့ number 3ကျတော့ ကွာအမဲတန်းတော့နှစ်ပတ်မှတစ်ခါကောင်းလျှော်ရဲကိုကောင်းလျှော်ရဲအချိန်ကျင့်ကွာဘာလုပ်လဲဆိုရင်စနေနေ့ကောင်းလျှော်ရဲတနင်းတနွေတနင်းလာညနေစင်ကွာစီလီကိုအဲ့လိုလေးလို့ပြင်မှဒီမှာအဲ့လိုလေးလို့မြေမှာကွာနှစ်မိနစ်ဘလောက်နှစ်မိနစ်စံပတ်သူမဆူတက်နိုင်လေနှစ်မိနစ်နှစ်မိနစ်ဘလောက်ကွာမဆက်လုပ်ပြီးတာဟုတ်တယ်နော်နှစ်မိနစ်ဘလောက်ကို ကိုက2မိနစ်ဘလောက်ကိုမှဆက်လုပ်ပြီးတာဟုတ်တယ်2မိနစ်ဘလောက်ကိုကိုကအဲ့လိုမျိုးလေးမှဆက်လုပ်ပြီးတာအရစီနဲ့ပြီးတော့အရစီကိုကလင်းလို့ဆူဆွဲနေစမ်းလို့ကိုဦးကြီးပြန်မှာကိုကထိပြီးကိုကစိတ်ဝင်စိတ်ဝင်လောက်ယုံပဲ2မိနစ်ဘလောက်ကိုအဲ့လိုအကြောသေးကိုကနှိပ်ပြလိုက်တယ်ဒီအကြီးခွန်တွေ့လက်ကောင်းတယ်ပြီးတော့အဲ့ဒါဆိုရင်လက်လေးမှာကနည်းနည်းရှိသေးတယ်မလား နည်းနည်းရှိသေးဟာကိုတုတ်လိုက်တယ်ဒါပေမဲ့မနေ့ပြန်ပင်ထွက်မလားโอเคဖြစ်တယ်ဒါပေမဲ့စီလေးတော့နည်းနည်းဆွဲတာပေါ့နော်ကိုကပွဲသွားမှာမဟုတ်မဟုတ်တာလေနေ့တိုင်းအလုတ်ကအလုတ်လုတ်တာပဲဖြစ်ဖြစ်ပင်ထွက်တာပဲဖြစ်ဖြစ်โอเคဖြစ်တယ်စီဆွဲမနေဘူးနော်အဲ့လိုမျိုးလေး အဲ့လိုမျိုးလေးဆိုတော့ညနေပိုင်းကြရင်ကွာလျှော်လိုက်တယ်။ဒါမှမဟုတ်မနေ့အလုပ်မသွားခင်မှာလဲကွာလျှော်လိုက်လို့ရတယ်လေ။ကွာဘယ်လိုမျိုးအချိန်ရလဲ။အဲ့လိုမျိုးလေးသာပုံမှန်လုပ်တယ်ဆိုရင်တော့စပင်းကတော့တဖြည်းဖြည်းနဲ့ကောင်းလာမှာပါနော်။နော်အဲ့လိုမျိုးလေးနဲ့ဒါကိုကကိုရဲဆိုရင်ကိုစပင်ကိုတော့80%လောက်ပျက်စီးတာကိုကခွဲနိုင်မှာဟုတ်တယ်နော်။ဟိုပါလဲကျက်ဆူစီရှိတယ်အော်လစ်ရှိတယ်ပြီးတော့ ဟိုစီမျိုးစီတုံးမျိုးရောတဲ့စီလေးတွေရှိတယ်။တုံးမျိုးဆိုတာ just use နဲ့ olive စီနဲ့ oh အချာအာတကယ်ကောင်းတဲ့စီလေးတွေကိုလိမ့်ပြီးမှအဲ့လိုပဲအဲရောပြီးမှအဲ့လိုပဲထထတာဟုတ်တယ်။အင်းကိုကအဲ့ဒါတွေကိုကျမအမဲရန်တုံးနေကြဟုတ်တယ်။ကျမကကိုကဘာစားရမလဲဆိုရင်ကတော့အာဟာရရှိတဲ့ဟာတဘာဝဖြစ်တဲ့ဟာကိုများများစားပြီး ကဲကျမအခုအရန်စိတ်လွတ်ရတာရှိတယ်ကျမလည်းဒီဟာလေးကိုကိုကတွေ့တဲ့အချိန်မှာအရန်ဝမ်းသာသွားတယ်ကိုရဲ့စပြူဖြူကိုစပင်ဖြူလင်းလို့ဒုက္ခရောက်တဲ့ဟာတွေအစပင်ဖြူလင်းလို့စပင်ကြမ်းထော်တဲ့ဟာတွေစပင်ဖြူရှိလို့ကိုကဒီစပင်ဖြူကိုခါလာဆူရမယ်လို့အချိန်ယူရမယ့်ဟာတွေကိုလုံးဝလုံးဝလုံးဝလွတ်ဆံမလို့တော့ဘူး သူက9မိနစ်ပဲအချိန်လေးပြီးပြီးမှဒီလိုမျိုး put like ယုံနဲ့စပင်ဖြူကိုသူကခါပါပေးနိုင်တာဟုတ်တယ်ပြီးတော့ chemical လည်းမပါအဲ့တော့ကိုကကောင်းမလျှောက်ခင်လေးမှအလေးလေးလုံးလိုက်ယုံပဲအဲ့ဒါလေးကိုကနောက်တစ်ပတ်ကျရင်တင်ဆက်ပြီးတော့မှဖြစ်လို့ဒီဗီဒီယိုလေးကိုစောင့်မျှော်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ကဲပို့ mix ရအတွက်အကျိုးရှိမယ်စင် like, share, subscribe me. In oh, See you next time. Bye bye. God bless you all. Love you all. See you on next video. Bye bye.